ရပေါ့နော်ထွက်စီခြင်းနဲ့ပေါ့ရှားစီခြင်းလို့ပြတာပေါ့နော်အဲ့တော့အကူမတွေကမွေးကနန်းကိုမမေ့တာအကောင်းဆုံးပဲမေ့သွားမှဆိုရင်တော့ဒါကျွန်တော်လည်းမတတ်နိုင်ဘူးလေအကူမတွေဟိုကိုပေါ့ကိုမွေးကနန်းလေးပြီးထားတယ်ကိုနေမွေးကနန်းလေးပြီးထားတယ်ဘာပဲဖြစ်ဖြစ်ပတ်တိမပတ်နိုင်ရင်တော့မွေးကနန်းလေးလေးကိုကြည့်တာအဲ့လားလေးကိုမမေ့ဘဲနဲ့ထိုးနေမယ်ဆိုရင်အဆင်ပြေတယ်မမေ့ဘဲနဲ့ထိုးနေမယ်ဆိုရင် ထွက်သွားရင်တော့အဆင်ပြေတယ်ပေါ့ကျွန်တော်300ရင်းတွင်မေးပေးတာ300ရင်းတွင်မွေးရမှာဟို300ကြုံသွားရင်လည်းမမွေးတော့နဲ့ပေါ့ဒီလိုပေါ့နော်ကျွန်တော်ဟိုသူ့ granny နဲ့သူပေးထားတာသူ့ရကမ်းမန်နဲ့သူပေးထားတာ300ရင်းတွင်မမွေးရမယ်အလားလီကိုမမင်းနဲ့ဒီညနေမှာဒီကောင်အားသာတယ်ဒီကောင်တွေ့တယ်ပေါ့နော်အခုနေတိုက်ပြမှာလဲဒီကောင်တွေ့နေတယ်အဲ့ဒါကြောင့်မို့လို့ဟိုမားတွေအားလုံးကိုဒီကြလေးမှာရင်းဖြစ်ပါတယ် ။ဘာဖြစ်လို့လဲထွက်သွားရင်ရားစီခြင်းလို့ပေါက်စီခြင်းလို့ဆိုရယ်စန္ဒာနဲ့ပြောတာ။ကျွန်တော်တို့တရားမှမပါဘူးเนาะအကိုမလေးတို့ကိုကျွန်တော်ပြောပြတာ။မမင်းနဲ့ဒါလေးကိုကိုတက်နေတာလေးကိုကိုထိုးကြည့်ပေါ့။အဲခွန်ပါတီးနဲ့ဒီခွန်နဲ့လေးกว่าမမင်းနဲ့အကိုမလေးเนาะမမင်းနဲ့ဟုတ်ပြီเนาะမွေးကနေကမွေးကနေတီးနဲ့နေလိုက်ကနေလိုက်တီးတယ်မဆိုင်ဘူးနေလိုက်နဲ့မွေးကနေနဲ့မရောနဲ့ကိုကမွေးရမှာပုံမှန်လေးတာထဲမွေးကျွန်တော်နေလိုက်ထဲမှာဒီခွန်လေးမပါဘူးပေါ့သဘောတကူ မပါလဲကိုမွေးရမယ်လို့ကောင်မွေးတော်မွေးနော်ဘလူးမအပိုင်မသိဘူးအဲ့ဒါကြောင့်မို့လို့ငါသိရနော်ကိုမရရလို့ကဲဒဲလမလေးဝိုင်းရံပြီးပါ ကိုမရအားလုံးဝင်လာကြပြီးပါဗျကျွန်တော်ကိုမာရီဗီဒီယိုကုန်ကြ channel တွေကကိုမာရီဆိုရင် သိကြက်လာတာမတွေးဘူးဖြစ်နေနော်ဆရာတွေကဒီချိန်မှာလိုက်ကကုန်လွှင့်တော့စုံနေပြီစုံနေတော့လေရောက်နေကြမှာပေါ့ညာလုံးမင်္ဂလာပါကိုမလေးရတော့ကိုမလေးဒီမန့်ပေးပါအောင်နော်ကောမလေးဒီမှန်ပြောညနေပေါက်လိုက်ပဲကုမာရီရေနော်ညနေပေါက်လိုက်မယ်နော်မွေးကနန်းကိုကျွန်တော်ချချပြနေနော်ခွန်ပတ်သီးဟုံးမကျော်ခွန်တလုံ ခွန်9 9 6 9 8 9 3ကမင်းကနေလို့ဆရာကြီးဟုတ်ကဲ့ပါအခုကျေးဇူးပါဟုတ်တယ်မိုးရီရွာနေတယ်နော်လိုင်းနေမကောင်းတာလည်းဖြစ်မှာပေါ့နားလဲပါတယ်ကျွန်တော်လူခဏလေးစောင့်နေတာပါနော် ပြပေးမယ်နော်ကိုမကြီးမနက်ကတော့လွဲတယ်ဝက်ဝက်ဝဲကိုလွဲတာတက်တက်ပြောင်းလွဲတာတစ်ထိတ်တယ်ဘာမှမဆိုင်ဘူးနော်ငါတို့ညာခွန်ကြီးကထိတော့မထိဘူးတစ်ကိုးတယ်ဘူပရိတ်ထွက်တယ်အဲ့တော့လွဲတယ်ပေါ့ အသေးလက်မလေးတွေနှိပ်ပေးအောင်နော်ကျွန်တော်မွေးကနန်းဒီညနေကနန်းကားကောင်းနေနော်ကနန်းအာသာမှုရှိရနော်အဲ့လားလေးကိုယူဆိုင်ကျွန်တော်ကိုယ်ကသတိပေးတာမွေးကနန်းလေးကိုယူဆိုင်ဒီညနေနော်အဲ့လေးကွက်ထဲပေါ့ပတိမပတ်နိုင်တဲ့လူကတော့လေးကွက်ကလေးကိုပုံမှန်မွေးပေါ့နော်မနက်ဖန်တရက်ပဲရှိတော့တယ်ဒီညနေနဲ့မနက်ဖန်တနေ့ပဲရှိတော့တယ်ခွန်9ခွန်6ခွန်8ခွန်3ဆိုတာကမွေးကနန်းလေးကွက်ကဟုတ်ပြီလားအဲ့တော့ပိုရဘူးမကြော်ကျွန်တော်ပြထားတာပဲ၃ရက်တွင်မွေးကြည့်ပါအကုန်ပါလေနော် အဲ့တော့ကျွန်တော်တို့ဒီညက်နေရတခြားလေးပြပြခြင်းနဲ့လူကြီးကနဲနေတယ်ကျွန်တော်ခဏလေးစောင့်နေပါတယ်နော်ဟုတ်ကဲ့ပါမင်္ဂလာပါနော်မွေးကနေအောင်မမေးကြနဲ့နော်မွေးကနေအောင်မမေးကြနဲ့ကျွန်တော်အတန်တန်နေပြောတာဆိုတာရားသေးကျွန်တော်ပါထွက်သွားလို့ရှိရင်နော်မွေးကနေလေးကိုကိုမမေးပါနဲ့အထက်ထဲထိုးပါလို့သူကနဲနဲနေတယ်လို့ကနော် ပြင်းပြင်းစင်းသွားတယ်နော်ဘယ်မကောင်းတာဖြစ်မှာပါခဲအဲ့တော့ကျွန်တော်သူအများနဲ့ကိုင်းနေတယ်မှန်းနေတယ်ကီးလေးကိုသွားကြည့်မယ်နော်အဲ့တော့ကိုမလေးကျွန်တော်လိုက်အများနဲ့ကြည့်တယ်ကိုမလေးအတိမှာပါကီးလေးရနော်အဲ့ကီးလေးကိုသွားမယ်ခဲသွားမယ်ကျွန်တော်တို့စားလိုက်ရအောင်နေ့ကေ6ရက်တဲ့နှလုံးခွာပေါင်းညင်းက7တဲ့ ပြီเนาะ2 6နှလုံးပေါင်း8 8ဆိုတဲ့ဒီကတစ်ထိတ်6 2 1 3လုံးပေါင်း9တဲ့6 2 1 3လုံးပေါင်း9တဲ့ကိုလိုရလို့တဲ့ဒီဘက်မှာရေးလိုက်မယ်ကိုအိုက်ကိုရဲ့ပါဝါက4အိုက်4ရဲ့နက်ခတ်2 6 4 2ဆိုတဲ့ကီး59ဒါကျွန်တော်တို့ရနေတဲ့ကီးစိုက်မပြတ်သေးဘူးဟုတ်ပြီနော် ကိုးလေးနှစ်ဆိုတဲ့ကီးအဲ့မှာကျွန်တော်တို့ခွန်နဆတ်ကိုးတဲ့ဒါဆိုဒီကနှစ်ကေဒီက၄ရယ်သုံးနှလုံးပေါင်း6လို့ဖြစ်တယ်6ကို၄6က၄ထိတ်နဲ့၄နဲ့၄သုံးလုံးပေါင်းရင်ကျွန်တော်ကို3ညအဲ့တော့ကျွန်တော်တို့ဒီမှာ3ညရဲ့ပါဝါက9 9နှစ်ခတ်ဒီ3 3ညာ53ဆိုတဲ့ကီး63လို့ထွက်တယ် ဒဲနမလေးတွေဝိုင်းရံပေးပါ YouTube channel တွေကကိုမိုင်းနော်အားလုံးမင်္ဂလာပါ၁၁ရက်ပဲရှိရနော်တော်တော်နေတယ်နော်နေညနေဒါဆိုရင်တစ်တစ်နှလုံးပေါင်းနှစ်လို့ဖြစ်တယ်တစ်တစ်နှလုံးပေါင်းနှစ်လို့ဖြစ်လိုက်တာ ਨੇ တဲ့၃ည၈ကအဓိက၃ညထိတ်နဲ့သုံးလုံးပေါင်းချင်း၁၁၃ည၃လုံးပေါင်းနှစ်လို့ရတော့ကျွန်တော်တို့နှစ် sorry ပါ ကနေ့ကဘလူများလွဲသွားတာလည်းမသိဘူးတတဲ့အော်ဟုတ်ပြီဟုတ်ပြီနှစ်လို့ရတယ်နှစ်ရလို့အကိုမတွေအားလို့နှစ်အဲ့နှစ်ကပါဝါခွန် sorry ခွန်ရဲ့နှက်က3ညအနှစ်ခွန်3ညဆိုတာကီးချိန်30 3ညတစ်လုံးဆွဲတယ်ဒါဆိုရင်ဒီညနေအတွက်မှာ၄ရခွန်ရဲ့နှလုံးပေါင်းချင်း7လို့ဖြစ်တယ်တစ်ဘူးဆိုတဲ့ဒီကတစ်ထိန်နဲ့ သုံးလုံးပေါင်းချင်းခွန်လေးတသုံးလုံးပေါင်းနှစ်လို့ဖြစ်လိုက်တာနဲ့ညစ်ပါဝါကခွန်ပဲခွန်နဲ့နှက်ခတ်ဒီ3ညနှစ်ခွန်3ညဆိုရက်အထီးကြီးဒီညနေမှာနော်ကိုမလေးနှစ်ခွန်3ညဆိုရက်အထီးကြီးဒါဆိုရင်ဒီကြီးကတောက်လျှောက်ပေးနေတာတောက်လျှောက်ပေးနေတာနော်ကိုမလေးအသီးဆုံးအဲ့တော့နှစ်ခွန်3ညဆိုရက်အထီးကြီးမှာတဲ့ကျွန်တော်တို့ထက်ကြည့်ကိုနေကပြီးခဲ့တဲ့ site ပဲ နော်ခုနေ့ကပြီးခဲ့တဲ့ site ပဲအဲ့ site ကပဲ site လဲဆိုရင်ကိုမိုက်ဒီမှာကြည့်ကျွန်တော်တို့တောက်လျှောက်ပြီးတာနှလုံးမောင်းခြင်းငါငါပါဝါ၃ညနက်ခတ်၃ငါ၃ညသုံးကီမှာ40လို့ထွက်တယ်နှလုံးမောင်းခြင်းတက်တဲ့ဒါဆိုရင်ဒီမှာ1ပါဝါ6တင်းနက်ခတ်ဒီ8တ6 8ကီမှာ1ခွန်လို့ထွက်တယ်နှလုံးမောင်းခြင်းဒီ9လို့ရလို့9ရဲ့ပါဝါလေး9နက်ခတ်6 6.6ကီးမှာ89လို့ထွက်တယ်။လေးသုံးနှလုံးပေါင်း6နှလုံးပေါင်းသုံးလို့ရလို့3ရဲ့ပါဝါရှိ3နှက္ခ5 3ရှင်5ဆိုတာ63လို့ထွက်တယ်။နှလုံးပေါင်းရင်း8လို့ဖြစ်လို့တဲ့။8ပါဝါဒီ3 8နှက္ခဒီ1 8 3 1ကီးမှာ30လို့ထွက်တယ်။ဒါမနေ့ကပြီးွားတာ။ဒါဆိုရင်တစ်တစ်နှလုံးပေါင်း2လို့ဖြစ်လို့နှစ်ကပါဝါဒီကခွန်နှစ်နှက္ခဒီ4နှစ်ခွန်4ဆိုတာဒီရဲ့ ိုင်းနှစ်ခုလေးကြီးရမှာကျွန်တော်တို့ကလုံးမှရွေးမှာဒီညနေတော့လုံးမှရွေးမှာအသံထွက်တော့ဆိုင်လေးမပြတော့ဘူးလားတဲ့ကြားကျင်နေအိုက်ကောင်တွေကဘလောက်ကောင်းကောင်းမပြီးလို့ကိုမကြီးကမပြီးလို့မပြီးလို့မပြတော့တာနော်မပြီးလို့မပြတော့တာအဓိကပေါ့ဖို့ပါပဲကိုမကြီးရေနော်ဆိုင်ကလှလည်းမပေးတာများတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီကီလန်ကျိုးကိုပြန်သွားနေတာเนาะကိုမကြီးအဲ့တော့နှစ်ခွန်း၃ည နှစ်ခွန်သုံးရနှစ်ခွန်လေးကီးနှစ်ခွန်သုံးရကီးနှစ်ခွန်လေးကီးမှာလုံးပိုင်ကိုရွေးမယ်နော်အကူမကြီးလုံးပိုင်ကိုရွေးမယ်အဲ့တော့ကျွန်တော်ကူမကြီးစိတ်ကျေနပ်အောင်ကျွန်တော်ထပ်ပြအောင်မယ်ဘယ်လိုထပ်ပြမလဲကြည့်ကူမကြီးဟမ်ဘယ်လိုထပ်ပြမလဲဆိုတော့ကြည့်ဒီမှာကြည့်နော်ထပ်ပြပေးအောင်မယ်နော်အဲ့ကီးကိုကီးဘလောက်မာလဲမမာလဲဆိုပြပေးမယ်နော် ၃ရက်၆ရက်နှလုံးပေါင်းကို၉ကိုဒီက၃နဲ့ပေါင်းခြင်းနှစ်နှစ်ကိုဒီက၃ညနဲ့၃လလုံးပေါင်းခြင်း၃၆၃၃ည၃လုံးပေါင်းခြင်းနှစ်လို့ဖြစ်တယ်။အဲ့တော့နှစ်အိုက်ပါဝါကခွန်နက်ခတ်လေးနှစ်ခွန်လေးကလည်းကြီးပဲတက်ခွန်လို့ထွက်တယ်။ကိုလီနှလုံးပေါင်း၃၃ကို၃ညနဲ့ပေါင်းခြင်းကျွန်တော်တို့၃အိုက်၃ကိုခွန်နဲ့ဆိုရင်၄လုံးပေါင်းခြင်းရလ၃ညလို့ဖြစ်တယ်။၃ညရဲ့ပါဝါက၃ညနက်ခတ်ခွန်၃ညငါးခွန်ကြီး 89လို့ထွက်တယ်။ဒါဆိုဒီလေးလုံးပေါင်းချင်း71 3လုံးပေါင်းချင်းကျွန်တော်တို့6 6ကိုဒီက9နဲ့ပေါင်းချင်းကဒါဆိုရင်9ပါဝါ3ည9နှစ်ခတ်3 9ည3ကီ63လို့ဆိုရယ်9ခုနှလုံးပေါင်းချင်း6 6ကိုဒီက9နဲ့ပေါင်းချင်းက9ကိုဒီက3နဲ့ပေါင်းချင်း8အဲ့ရှစ်ကဲပါဝါ3ရှစ်နှစ်ခတ်1 83ကီချင်း30လို့ဆိုရယ်ရှစ်6နှလုံးပေါင်းချင်းက4 4ကိုဒီက သုံးနဲ့ပေါင်းခြင်းခွန်လို့ဖြစ်တယ်ခွန်ကိုသုံးညနဲ့ပေါင်းခြင်းခွန်ပဲတဲ့ဒါဆိုရင်ခွန်ပါဝါနှစ်ခွန်နှစ်နက္ခတ်ဒီကသုံးညခွန်နှစ်သုံးညကြီးပဲဒါဆိုရင်သုံးချက်ရှင်းလားဒါဆိုရင်ကျွန်တော်ကိုမလေးအားလုံးပဲခွန်နှစ်သုံးညကြီးရန်ကောင်းတယ်အဲ့တော့ကျွန်တော်လောလောဆယ်အကြမ်းမြင်မှာနှစ်ပိုင်းခွန်ပိုင်းနှစ်ပိုင်းခွန်ပိုင်းခွန်နှစ်၃ညာကီးပေါ့ဟုတ်ပြီနော်ခွန်နှစ်၃ညာကီးနှစ်ခွန်၄ကီးနှစ်ခွန်၃ညာကီးမှာ နှစ်နဲ့ခွန်ကတော့လို့ယူမယ်။အိုက်တမကျွန်တော်ပတိအနေနဲ့ကစားပါဆိုနှစ်ခွန်ပတိကိုကစားမယ်။လုံးမိုင်အနေနဲ့ယူပါဆိုရင်ယူကြအောင်။ဟုတ်ပြီနော်။လုံးမိုင်အနေနဲ့ယူကြအောင်။ကဲစားလိုက်ကြအောင်ကျွန်တော်တို့။ဘိုင်ရဒီဘက်မှာရေးလိုက်မယ်။နော်။လုံးပိုင်ဒီဘက်မှာရေးမယ်။ကောင်းပြီ။ဘိုင်ဆိုင်ကလေးတွေသွားကြအောင်။ ဟုတ်ပြီနော်ပိုင်ဆိုင်ကဲပိုင်လေးတွေကိုသွားကြမှာလုံးပိုင်လေးကြီးကြနေတယ်နော်ကိုမကြီးအားလုံးကဲအသေးလက်မလေးတွေနှိပ်ပြပါ channel တွေကကိုမကြီးနဲ့ွားတယ်နော်73ရောက်ပဲရှိတော့တယ်ကျွန်တော် channel တွေက youtube channel တွေကကိုမကြီးနဲ့ွားရယ်နော် facebook တွေကကိုမကြီးလည်းချစ်ချင်မှုတွေအရင်လိုမျိုးအရန်ကိုနဲ့သွားတယ်ကျွန်တော်တို့ကဲအဲ့တော့ကျွန်တော်တို့လုံးပိုင်သွားကြည့်မယ် ုံးမရကျွန်တော်တို့ကြည့်မယ်ကိုမာရီနော်ကိုရဲ့သုံးရဲ့နှလုံးပေါင်းနှစ်လို့ဖြစ်တယ်အဲ့နှစ်ကိုတက်ခွန်ဆိုတဲ့ဒီကခွန်ပိန့်နဲ့သုံးလုံးပေါင်းရလပါခွန်သုံးကိုနှလုံးပေါင်းကနှစ်ခွန်နဲ့ပေါင်းခြင်းကိုလို့ရတယ်အဲ့ကိုဒီလုံးပိုင်းနဲ့အဆွေလေ89 ကိုယ့်ရဲ့ရှိခဲ့နှလုံးပေါင်းချင်းကခွန်လို့ရတယ်89ဟာ6ဘိတ်နဲ့သုံးလုံးပေါင်းချင်း6လို့ဖြစ်လို့6ဒီတဲ့လုံးပိုင်းလို့ပြီးတယ်။ဘာထွက်လဲ63လို့ဆိုရတယ်။ရှိခဲ့ကိုယ့်ရဲ့နှလုံးပေါင်းချင်းကခွန်ပဲခွန်ကို63ဟာ3ဘိတ်နဲ့သုံးလုံးပေါင်းချင်း3ညပိုင်းလို့ပြတယ်။3ညဒီတဲ့လုံးပိုင်းနဲ့ဘာလို့ဆိုရလဲအကူမာတွေအားလုံးပဲ30လို့ဆိုခဲ့ပါတယ်။ 9ရက်8ရက်နှလုံးပေါင်းချင်းခွန်လို့ထပ်ရပြန်တယ်ခွန်ကို30ဆိုတဲ့၃ညပိတ်နဲ့၃လုံးပေါင်းချင်းခွန်လို့ဖြစ်လို့ဒါဆိုရင်ကြီးညနေမှာခွန်သည်တက်လုံးပိုင်းတယ်တချက်အဲ့ဒါဆိုရင်နောက်တစ်ချက်မှာဘာလို့လဲကျွန်တော်တို့ကြည့်ကြအောင်နောက်တစ်ချက်မှာသူကပြီးတာက ီတုံညရဲ့ဒီတက်ကနှလုံးပေါင်းချင်းတက်လို့ဖြစ်တယ်ဒီကကျွန်တော်တို့ကရှင်းနေတဲ့ဟုတ်နော်တုံညတက်ရှင်းသုံးလုံးပေါင်းချင်းဥမာလေးခဏလေးတော့ရံခွဲလေးနဲ့ပြပြမယ်ဒီတုံညရဲ့တက်ကနှလုံးပေါင်းတက်ကိုဒီကရှင်းနေသုံးလုံးပေါင်းကိုတုံညတက်ရှင်းသုံးလုံးပေါင်းကိုလို့ဖြစ်ခဲ့လို့ကိုဒီတဲ့လုံးပိုင်းဘာဆိုလဲ59ကိုကိုတလုံးပါ ဒါဆိုရင်ခွန်ခွန်နှလုံးပေါင်းက၄၄ကိုဒီက9နဲ့ပေါင်းခြင်းကလည်း3ခွန်ခွန်ကိုသုံးလုံးပေါင်းရင် ကျွန်တော်တို့3ဖြစ်တယ်ဒါဆိုရင်3ဒီတဲ့လုံးပိုင်းနဲ့ဘာဆိုရလဲ63 9ဘိုင်း9တူတူ89 3ဘိုင်း6ဘိုင်း30 63ဒါဆိုရင်9ရဲ့6ရဲ့နှလုံးပေါင်း95ကိုဒီက10နဲ့ဆိုရင်3လို့ဖြစ်တယ်တဲ့သူဒီ3ကတဲ့လုံးပိုင်းဘာလို့ဆိုရလဲ3ရပိုင်း3ပိုင်းနဲ့30 ဟုတ်ကဲ့မင်္ဂလာပါနော်တုံညပိုင်း3ပိုင်းနဲ့30လို့သူကထွက်ထွက်တာနော်ကိုမကြီးအလုံးမောင်းနေပြနော်တိခိုင်ကြည့်ပြပါအဲ့တော့ကျွန်တော်တို့ကဒီညနေမှာက33နှလုံးမောင်းခြင်းက66ခုဒီကကျွန်တော်တို့က1နဲ့ဆိုရင်331နှလုံးမောင်းခြင်းခွန်တဲ့လုံးပါနော်ကိုမလေးအရောင်ကြိုက်လားမသိဘူးကိုမလေးဒီမှန်ပြီ ဟုတ်ပြီလားအဲတော့သူအထောက်ပင်ကတူကမကြီးတွေ့တဲ့အတိုင်းပဲအထောက်ပင်ဒီနှစ်ခွန်၃ညာကြီးနှစ်ခွန်၄ကြီးခွန်နှစ်၃ညာကြီးကြီးသုံးချက်မှာနှစ်ခွန်အညီဖြစ်နေတယ်ဒါဆိုရင်ကျွန်တော်တို့စက်ကြည့်အနီလန်းကျော်မှာတဲ့ကျွန်တော်တို့သုံးလုံးကောင်းချင်းက၉ပါးဒီအပြာလေးခဲအောင်လန်းကျော်လေးမှာ၉ပါး 9ဘိုင်9ဘိုင်နဲ့89 3ဘိုင်6ဘိုင်နဲ့63 3ဘိုင်3ညဘိုင်နဲ့30ခွန်ဘိုင်ခွန်ဘိုင်လို့နှစ်ချက်ညီးနေတယ်ညနေမှာခွန်ဘိုင်နော်အဲ့တော့ကျွန်တော်ကလည်းမွေးကနန်းကလည်းပေးထားတာရှိတယ်ဟူးမကျော်ခွန်တလုံးခွန်9ခွန်6ခွန်8ခွန်3နော်ခွန်နဲ့ပတ်သက်ရင်ခွန်9ခွန်6ခွန်8ခွန်3ဒါဒီမွေးကနန်းအရသူပေးမယ်ဆိုရင် ဒီကနန်းကိုထိုးရမှာနော်မွေကနန်းဒီတတ်တတ်မွေးထားပါနေတိုင်းနဲ့မရောပါနဲ့အကိုမတွေအားလုံးနော်မွေကနန်းလေးကအားပါတယ်လို့ပြောတာခွန်ပတိအားပါတယ်လို့ပြောတာဒီကောင်ဒီလေးကွက်ရွေးချယ်ထားတယ်ဟုတ်ပြီနော်အခုဟာနေတိုင်းမှာအဲ့လိုခွန်ပိုင်းလို့ဖြစ်တော့ခွန်ပိုင်းနှစ်ချက်ရှိတယ်ပေါ့ခွန်ပိုင်းနှစ်ချက်လို့ရှိရင်အကိုမတွေအားလုံးကျွန်တော်ပြောပြမယ်ဟုတ်ပြီနော်ကျွန်တော်တို့ကြည့်မယ် ရှိကတဲ့ကဲတဲ့နှလုံးပေါင်းခြင်းကို9ဒီရ9ပေါင်းခြင်း6 6နှစ်ကတည်းပါ9ပါ9ရဲ့ခွင်နှလုံးပေါင်းခြင်းက6 6ကိုဒီက9နဲ့ပေါင်းခြင်း9နှစ်ကတည်း3ပါအဲ့လိုကြနေတာတွေ့ရတယ်ရှိ6နှလုံးပေါင်းခြင်း4 4ကိုဒီကကျွန်တော်3နဲ့ဆိုလို့ရှိရင်ခွန်9နှစ်ကတည်း3ရပါဒီလိုကြနေတာကိုတွေ့တာပါအဲ့တော့ကျွန်တော်တို့ကြည့် တစ်သုံးနှလုံးပေါင်းလေးလေးကိုသုံးညနဲ့ပေါင်းခြင်းလေးလေးရဲ့နှစ်ခါဒီနှစ်ပိုင်းလူလာမှာလားနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ခွန်ပိုင်းနှစ်ပိုင်းကိုကင်ပါပါဒီညနေနော်ဒါကတော့ကျွန်တော်ကဘုမာဒီအားလုံးပဲဒီညနေမှာတော့ကျွန်တော်ဘုမာဒီတဲ့ကြိုက်ပေါ့နော်ခွန်ပတ်ဒီရှိတယ်နှစ်ပတ်ဒီရှိတယ်နှစ်ခွန်ပတ်ဒီကိုခိုင်ကစားပေါ့ဟုတ်ပြီလားလူအရင်နေပါကြနော်လူအရင်နေပါလား အဲ့တော့၄နာရီကိုမှကိုမတွေအားလုံးမှခွန်ပိုင်းပေါ့နော်ပတ်ချင်တော့ပေါ့နော်ခွန်ပတ်ပေါ့ပတိသမားကြီးကြိုက်ချင်တော့ခွန်ပတ်ပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ခွန်နဲ့ပတ်တန်ရင်တဲ့ခွန်နဲ့ပတ်တန်ရင်ခွန်နဲ့စနမကူ 오늘 쓰는 마 치어 군에서 띠 군에서 시 여기는 아이로 라틴어로 네 아이로 배워 나사 구 나사 차 28ပါအဲ့လိုလေးပဲကြိုက်ရပါတော့ဒါပေမဲ့ကျွန်တော်ကတော့ပေးထားတာကတော့ခွန်ပိုင်းခွန်ပတိတိမကြောနော်ခွန်မကြောခွန်ပိုင်းခွန်ပတိပေးတယ်အဲ့တော့ကျွန်တော်ကဘာလဲအလုံးကဒါခွန်နဲ့ပတ်သက်ရင်ဒီကနန်းပေါ့နင်းနဲ့ပတ်သက်ရင်ဒီကနန်းပေါ့အဲ့လိုလေးကြိုက်တယ်စကွန်ရှော်လေးတွေကြိုက်ယူသွားတော်တော်လေးဆိုပါ မွေးကနအောင်မမေ့ပါနဲ့မွေးကနအောင်မမေ့ပါနဲ့နော်အလားလီပဲကျွန်တော်ပြောပြသည်ကိုမာရီအားလုံးညနေအားပေးမှုရမ်းနေတယ်နော်ကိုမာရီလူသိမ့်မကြည့်ဘူးဖြစ်နေတယ်နော်အားပေးမှုရမ်းနေတယ်အနာကတော့လူကြည့်တယ်ပေါ့နော်သူကလေးနဲ့သူကဲအဲ့တော့ကိုမာရီအားလုံးအလားလီကိုဆက်ကလေးရှော်လေးတွေရိုက်ပြီးရိုက်သွားလိုင်းမကောင်းလို့ပါတဲ့ဟုတ်ကဲ့ဖြစ်ပါအဲ့လိုဖြစ်မယ်ကိုမာရီအလားဆိုလဲနော်လိုင်းမကောင်းလို့ပဲဖြစ်မှာပေါ့အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်ကောင်းလို့ကြိုးစားပြရတယ် ပတိကြရင်ခွန်ပါပေါ့နော်ခွန်နဲ့ဝမ်းကျင်ကရင်တော့ခွန်နဲ့ဝမ်းကျင်နော်တော့ကုမာရီအဲ့လိုကြီးကြိုက်တယ်ဒါပေမဲ့ကုမာရီနေ့တိုင်းနဲ့မွေးကနန်းနဲ့မရောနဲ့ပေါ့နော်ဥပမာနေ့တိုင်းမွေးကနန်းနဲ့မှာပေါ့နော်86 86ညီးနေတယ်ကိုကြိုက်ရင်တင်ထိုးလိုက်ကိုကြိုက်ရင်တင်ထိုးလိုက်ကျွန်တော်ပြောတာတင်ထိုးလိုက် ာဒီကောင်ကြီးထိုးနေတာကောမွေးကန်းနဲ့မထိုးတော့ဘူးဒီလိုမလုပ်ပါနဲ့မွေးကန်းနဲ့ထိုးမယ်ဆိုရင်ထိုးနေတိုင်းမထိုးရင်ထိုးမထိုးရင်နေမွေးကန်းနဲ့ဒီမွေးရမှာကကျွန်တော်တို့ရဲ့တာဝန်ပဲဘာဖြစ်လို့လဲဘော်လုံးမှုကျော်3ရက်တွေ့မလို့ကျွန်တော်အခုဒီကတ်ပေးတာကသူ့နေတိုင်းကသူ့ cycle နဲ့ကတ်ပေးတာပေးခြင်းလည်းပြီးမယ်မပေးခြင်းလည်းမပေးဘူးမှန်းလို့မရဘူးမွေးကန်းလေးကတော့ဒါသူ့စီကြောင်းနဲ့သူမဟုတ်လို့ပုံမှန်လေးတော့မွေးကန်းကိုအားထားစေခြင်းနဲ့ပေါ့နော်အဲ့လိုလေးကျွန်တော်အကြံပြုတာသူ့ကိုတက်တက်ပဲပုံမှန်လေးမွေးထားတာနေတိုက်ကကြိုက်မှာထိုးမကြိုက်မထိုးနဲ့ နော်ကုမာရီအဲ့လိုလေလောက်ဟိုကြဟိုလိုလိုဒီလိုလိုဖြစ်မှာကြောက်လို့နော်ကဲအဲ့တော့ကျွန်တော် live ကလေးယူသေးမယ်နော်ကုမာရီအားလုံးအသက်လက်မလေးဒီနောက်မှကြည့်ရတွေ့ရကုမာရီဒီအသက်လက်မလေးဒီနှိပ်ပေးအောင်ဟုတ်ပြီလားကဲအားလုံးကံကောင်းကြပါစေခွန်ငါခွန်ချောက်ခွန်ထိတ်ဆိုရင်ကျွန်တော် live မှာတက်လာခဲ့မယ်ဗျာနော်အရှိဆုံးပြောတာ live မှာကိုတက်လာခဲ့မယ်ဟုတ်ပြီနော်အဲ့တော့ကုမာရီအားလုံးပဲကံကောင်းကြပါသည်ကျွန်တော်ရေဒိုက်ကလေးရုပ်သိမ်းဝင်ပြပါ